အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ကိုသူရပါဒီနေ့ကျွန်တော်ပြောပြချင်တဲ့အကြောင်းအရာလေးကတော့ဒီမှာမေးခွန်းလေးတစ်ခုကျွန်တော်ပေးထားပါတယ်လက်ရှိပြည်ပမှာအလုံးလုံးနေတယ်တဲ့နော်မြန်မာနိုင်ငံမှာကျမကြီးအာမခံအတ္တအမခံတွေဝယ်ထားလို့ရလားသိချင်ပါတယ်တဲ့အခုလိုမေးပြီးတဲ့သူတို့လည်းကျွန်တော်တို့ကခြေသူတင်တယ်ဒီလိုမေးခွန်းတွေကမေးသင့်တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့လက်ရှိမှာမြန်မာနိုင်ငံနေပြည်ပမှာပြည်ပမှာအလုံးလုံးနေတဲ့သူတွေတော့နော်တမောသားတွေအားစအဲ့လိုလူတွေအများကြီးရှိတယ် ီလူတွေဂျားထဲမှာအာမခံနဲ့ပတ်သက်ပြီးမသိကြဘူး။ဟာအာမခံရှိရကောင်းမှလည်းမသိဘူး၊ထားရကောင်းမှလည်းမသိဘူး။အဲ့တော့ပြဿနာဘာဖြစ်လဲဆိုဒီဘက်မှာအလုံးလုံးနေရင်မတော်တဆထိခိုက်တံရရတယ်။စုထားစောင်းထားသမျှတွေစီကုပြီးကုန်သွားတယ်။နောက်ပြီးတော့ကိုကတခုဖြစ်ပြီးတော့မှကို့အိမ်ကိုအယိုးအိုးပဲပြာအိုးပဲပြန်ရောက်သွားတာမျိုးတွေရှိပါတယ်။အဲ့လိုရှိတဲ့အချိန်ကျတော့မိဘတွေတာသမီတွေ ကိုယ့်ရဲ့ဇနီးမောင်နှံတွေကဒါတွေကိုမခံသားနိုင်ဘူးပေါ့နော်ကိုကဒီမှာအလုံးလုံးပြီးတော့ပတ်ဆံရှာတာပတ်ဆံရှာပြီးမိသားစုအတွက်ထောက်ပံ့ပေးနေတာအဲ့လိုလူမျိုးတွေအတွက်ကျွန်တော်တို့ကအာမခံကြီးလိုအပ်တယ်အဲ့တော့အာမခံလက်ရှိမှာအဲကျမကြီးအာမခံဆိုရင်တော့ဘာလုပ်လို့ရလဲဆိုတော့မြန်မာနိုင်ငံကနေပြီးတော့မှစပြီးတော့မှထွက်သွားတယ် ထွက်သွားတဲ့အချိန်ကနေစပြီးရက်90အတွင်းဟိုမှာအလုပ်ကိုရောက်ပြီးရက်90အတွင်းပေါ့နော်ဒီ passport မှာတစ်စိမ့်လုံးထူပြီးရက်90အတွင်းမှာတစ်ခုတစ်ခုများမတော်တဆဖြစ်ဖြစ်ယောဂကြောင့်ပဲဖြစ်ဖြစ်ဖြစ်ခဲ့တယ်ဆိုရင်အဲ့ဒီစေကူတာတဲ့တွေကိုပြန်ပြီးมาဖြစ်ပါတယ်အဲ့တော့အနည်းဆုံးတော့တစ်နှစ်လုံးလုံးအကာအကွယ်မရရင်တော့3လတော့တည်ကြတယ်အဲနောက်ပြီးတော့နောက်တစ်ခုအတအမကန်အတအမကန်ကတော့ပို့ပြီးတော့ကောင်းပါတယ်လက်ရှိမြန်မာနိုင်ငံကနေပြီးတော့မှကိုရီးယားမှာလှုပ်သွားလို့မယ်ဂျပန်မှာလှုပ်သွားလို့မယ် ဆိုပါတော့အဲ့ဒါသူသွားပြီဆိုရင်ဟိုဘက်ကအမကန်ကုမ္ပဏီကဝယ်ပြီးတာမွေးပြီးတာကိုယ်ကကြည့်ရမလို့ဘူးတတိယဝယ်ပြီးတာမွေးပြီးတာရေးမကြည့်ဘူးရေးကြည့်တာကို့မှာအမကန်ပါသွားပြီထိုနည်းလူသွားပါရဲ့တင်မောသားကြီးလည်းတင်မောတက်သွားတယ်တင်မောကုမ္ပဏီကအမကန်ဝယ်ပြီးတယ်ဒါအပြင်ကို့မှာလည်းအမကန်ရှိတယ်အဲ့တော့ဟောက်ပြီးအမကန်ဘယ်လောက်ထားရမလဲကိုရမယ့်လတာဘယ်လောက်လဲကိုရမယ့်လတာရဲ့တန်းပါဆန်လောက်ကိုအမကန်ထားလိုက်အဲ့တော့တလောက်360ရမယ်သူက6သိန်းအောင်အမကန်ထားလိုက်။သိန်း90ရမယ်သူက9သိန်းအောင်အမကန်ထားလိုက်။ အဝေးတွက်ဆရာမလို့အဲ့လောက်ကိုထားတဲ့ဆိုရင်ကို့မှာဒီ9နှစ်3နှစ်အဲ့လိုစာချုပ်နဲ့ညီမျှတဲ့အတ္တအာဘကံအာမခံချက်တစ်ခုရောက်သွားပြီအဲ့တော့ကိုများဒီပါမှာအလုံးလုံးနေနေမတော်တဆကြောင့်အဲမတန်ဆွမ်းဖြစ်သွားတယ်အရာလည်းလဲသွားပြီးပြန်ရောက်လာတယ်ဒါမှမဟုတ်လုံးဝ expire ဖြစ်သွားတယ်အဲ့လိုမျိုးတွေဖြစ်သွားတယ်ဆိုရင်ဒီမှာကြံခဲ့တဲ့မိသားစုအတွက်အာမခံကုမ္ပဏီကနေပြီးတော့မှရောချင်းဝီထုတ်ပြီးမှဖြစ်ပါတယ် ဲ့တော့မိကုန်းကိုပြန်ပြီးတော့မှဖြေရမယ်ဆိုရင်တော့ပြီးပါနေအမကန်ထားလို့ရတာနှမျိုးတွေကနေပြီးတော့မှတမျိုးကတော့ရကူသေးရမယ်နောက်တမျိုးကတော့တောက်လျှောက်ရတယ်တစ်ကဘာလုံးဘယ်နေရာတော့သွားရပါတယ်နော်အသက်အမကန်ဒီမြန်မာနိုင်ငံသားတယောက်အနေနဲ့ဘယ်နိုင်ငံမှာပဲအလုပ်လုပ်ပါ သူ့ရဲ့မြန်မာနိုင်ငံသား passport ကိုကင်ထားမယ်ဒီမှတ်ပုံနဲ့ပန်းရောက်ကတ်ကိုကင်ထားတဲ့လူတယောက်ဖြစ်နေသေးတယ်ဆိုရင်နိုင်ငံသားမှာ အလုပ်သွားလုပ်နေလေအာမခံအကျိုးတရားမှုရှိပါတယ်အာမခံရဲ့အကာအကွယ်ရပါတယ်အဲသူကဒါဟိုဘက်မှာအပြီးနေထိုင်ခွင့်နဲ့နိုင်ငံသားရှောက်လိုက်တဲ့အချိန်ကြရင်တော့ဒီအာမခံပြက်ပြဲသွားမှာဖြစ်ပါတယ်ကျမကြီးအာမခံကတော့ရက်3ရက်90လပေါ့နော်3လတစ်စိမ်လုံးထုပြီးတော့မှနေပြီးတော့မှ3လအတွင်းအကာအကွယ်ရပါတယ်အတအာမခံတောက်လျှောက်အကာအကွယ်ရတယ်ကိုကပတ်စံသွင်းရရှိတာဒါဒီကမိသားစုနဲ့ချိန်ပြီးသွင်းမှာဒီအကြောင်းအရာလေးကိုကျွန်တော် ဘုဒ္ဓဒါရသေးဖို့တော့ကျွန်တော်ဖြည့်ပေးခြင်းဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့လည်းအဲတည်ချင်တာရှင်ကွန်မန့်လေးပါထပ်ပြီးဖြေလို့မေးလို့ရပါတယ်ကျွန်တော်ကိုလည်း messenger အနေနဲ့လာပြီးမေးလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ